ဒီနေ့ကတော့အိမ်မှာတီးဆုံပင်ဖင်းဖြော်ရည်လေးလှုပ်ရှားဖြစ်ပါတယ်။ဒါကတော့ပထမဦးဆုံးလှုပ်ရှားမှုချင်းမှာတော်တော်လေးလဲတောက်လို့ကောင်းပြီးတော့ဒါတိန်လုံးလဲအဝစားလို့ရတာမလို့လုံနီးလေးကိုမျှဝေပေးလိုက်ပါတယ်နော်။အရင်ဦးဆုံးပင်ဖင်းလေးသွားကြပါမယ်။ရေကတော့1.5လီတာသုံးပါတယ်။ဒါ1လီတာရေတပ်မှုနဲ့ချိန်ထည့်ထားတာပေါ့နော်။ဂျပူးနဲ့တဝက်ထည့်ထားပါတယ်။ရှင်ရွေးပွပွဆူလာပြီဆိုရင်တော့ပင်ဖိတ်တို့လေးဖောက်ထည့်ပါမယ် ဒီတထုပ်ကိုတော့ဒီဘက်မှာ2000ဝယ်ရပါတယ်။သူ့အထုပ်မှာရေးထားတာတော့ဒီတထုပ်ကိုရေက2.5လီတာလို့ရေးထားပေမဲ့ဒါကနည်းနည်းလေးမာတင်နည်းလေးဖြစ်နေတဲ့အိုးလေးရနည်းနည်းသေးရတယ်1.5လီတာပဲသုံးထားပါတယ်။ဒါအထုပ်ဖောက်ထည့်ပြီးမီးပိတ်ပြီး2မိနစ်3မိနစ်လောက်မှွေပေးလိုက်ပါနော်။ပြန်တော့ဒါအယောင်နှစ်ယောင်သွင်းနေတာဖြစ်တဲ့အတွက်နှစ်ခုခွဲထည့်ထားပါဗျ။ အရှောင်ထဲ့ဖို့ကြော့ကတော့ကို့မှာအစီဘူးရှင်အစီဘူးထဲ့ပေါ့နော်ကျမတော့အစီဘူးမရှိတဲ့ကြွအိမ်သားမိုးဆိုင်ရနေပဲအရှောင်ပါပြီးလှတဲ့အေးဘူးလေးနှစ်ဘူးဝယ်ထည့်လာပါတယ်အဝါလေးနဲ့အနီလေးတုံးထားပါတယ်သူ့ကိုခဲခဲလေးဖြစ်တည်ထီအေးခံနာပေးလိုက်ပါမယ် ဒါကတော့မထည့်ခြင်းလည်းရပါတယ်အရင်တော့ဝယ်ထားမိတာပေါ့နော်တခါမှလုံမစားကြည့်ဘူးဘာပဲစည်းလိုမျိုးနဲ့တူရယ်စွန့်မွေရတာလားမသိဘူးထိုင်းဆိုင်နဲ့ရေးထားပါပေါ့နော်သူ့တော့ဒါဆန်ချိန်ကွက်နဲ့တစ်ခေါက်ခွဲလောက်ထည့်ပြီးကြိုထားလိုက်ပါတယ်အဖုံးလက်လက်ပြီးတော့တော့မှွေပြရပေါ့နော်အခုဆိုရင်လည်းတဲ့တာလဲတနားကြီးကြော်လောက်ရှိနေပြီသူ့ရဲ့မျက်စံတွေကကြံနေတုံးပဲပေါ့နော်ဒီအလုံးကတော်တော်အကျော်မာပါတယ်ကျမလည်းမဆောက်နိုင်တော့လို့ချလိုက်ပါတော့မယ်တလုံးနဲ့တလုံးကပ်မနေအောင်လို့ရေးလေးနဲ့ဆေးထားပြီးလိုက်ပါတယ် စောနာတော့အေးခံရတဲ့ပင်ဖိန်းလေးရလဲခက်ခဲလေးဖြစ်သွားပြီဆိုရင်တော့ကိုယ်စိတ်ကြအနေတော်လေးတုံးထားပေးလိုက်ပါနော်။ကဲဖြော်မဲ့တဲ့ကိုပင်ဖိန်းတုံးလေးထည့်ပါတယ်။ဒါတော်တော်လေးလှရင်တော့အီးတုံတုံလေးနဲ့စားကျင်စရာလေး ပြီးရင်တော့စောနာတုံးကအစိမ်းအောင်လုံးလေးချက်ပါမယ်။ငကမောက်သီးနဲ့ပန်းသီးရှိရနဲ့ငကမောက်သီးနဲ့ပန်းသီးလေးလှီးချက်ထားပါဗါ။ဒါအရှောင်လေးလည်းတော်တော်လေးစုံလာပြီပေါ့နော်။အိမ်မှာဓာမောက်ချက်စားတော့ပိုနေတဲ့တီယိုစီးနဲ့စပစ်ချောက်လေးချက်လိုက်ပါဗါ။ဒါကတော့ကလေးရစားတဲ့ဒါဂျယ်လီမုတ်လေးပေါ့နော်။အဲ့မုတ်ထုတ်လေးပါဖောက်ထည့်လိုက်ပါဗါ။ဒါနွားနို့ကတော့အစ်စ်ဆိုတော့ပိုကောင်းတာပေါ့နော်အခုကတော့ဒါ ready made pad နို့မဟုတ်ဘူးလေပါ ပြီးရင်နိုးစိမ့်တပူးထည့်လိုက်ပါတယ် အိမ်မှာရေကမုတ်နှစ်ဘူးရှိရနဲ့ရေကမုတ်နှစ်ဘူးလည်းမှောက်ထည့်ပေးလိုက်ပါတယ်ရေကမုတ်တွေကတော့ပျော်တော့ပျော်နေပြီပေါ့နော်တေချာလေးနှမ်းဆောင်ໝွေထားပေးလိုက်ပါနော်သူကလေအရင်တော့မချိုပါဘူးအစိမ့်ဘက်ကိုသွားပါတယ်နိုးစိမ့်နေပါရင်လည်းတခြားလည်းမပါဘူးဆိုတော့လေတော်တော်လေးတောက်လို့ကောင်းပါတယ် ဒါရေကဲတုံးတွေဘာတွေကချက်ထက်လို့ရပါတယ်နော်ဆောနာတုံးကနိုစိမ့်ပွေနိုဘူးတွေကလည်းအေးနေရတယ်ချက်ချင်းလက်တောက်မှဆိုတော့ထက်မထက်တော့ပါဘူးဒါလူခုနှစ်ယောက်ဝစားတာကိုအများကြီးပိုနေပါသေးတယ်ပိုနေရလေးကိုတော့ဆောနာတုံးကဘူးလို့တွေထဲမှာပြန်ပြီးတော့တင်ထားလိုက်ပါတယ်ကြီးစုသူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင့်